မြင်္ဂလာပါမနက်ဖြန်ခொနီယာသားသမီးများအတွက်အသေးအတာစာဝင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနေ့ကနေသားသမီးများအတွက်ယနေ့မှာတော့ရည်ရွယ်ထားသမျှစိတ်ကူးထားသမျှအရာရာအဆင်ပြေနေပါလိမ့်မယ်ဆွေမျိုးများရဲ့ဝမ်းသာစရာတနေ့ကောင်းများကြားရပါလိမ့်မယ်အိမ်မကတ်ချင်တာတွေအလုပ်ပြောင်းချင်တာမျိုးတွေဖြစ်နေတတ်ပါတယ်အချိန်ရင်းမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ကိုယ်လည်းရာရံတဲ့ဝေဒနာ ခံစားရတတ်ပါတယ် ငါခွန်ပါတဲ့ကနိုင်ငံအချိုးပေးပြီးတော့ကံကောင်းနေရအောင်တော့အဖြူရောင်းနဲ့ငွေရောင်ဖြစ်ပါတယ်။ရေရီယာနေနဲ့တော့မိမိရဖျားမှာပေါမုတ်ထောပတ်တို့ကလို့ပူဇော်ပေးပါ။တနင်္လာသားသမီးများဆိုရယနေ့မှာတော့အနောက်ရှက်အပြိုင်ဆိုင်များနဲ့ကြုံတွေ့ရတတ်ပါတယ်။စကားပြောဆိုငင်းခွန်အောင်တတ်ပါတယ်။အလုံးမှာမိမိနဲ့အယူဆကွဲလွဲပြီးတော့အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်။ခေါင်းတစ်ချမ်းကိုက်တတ်ပါတယ်။အချင်းရင်းမှာတော့ဝေးလေကောင်းလေမျိုးဖြစ်ပါတယ်။ အိမ်တော်ရေးမှာတော့တာယာနေပါလိမ့်မယ်။သုံးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနိုင်အောင်တော့အနီးရင်းအယောင်ဖြစ်ပါလေ။ရေရီအနီးနေရတော့မိမိရံဖျားမှာဖေးဒီသုံးစိတ်ကတ်လို့ဖူဆောပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့ရွှေကံငွေကံအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါလေ။မိတ်ဆွေရင်ဆရာရင်များနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာများကြုံတွေ့ရတတ်ပါတယ်။ချစ်တူစရာနေပြီးတော့တည်ငောင်းများကြားရတတ်ပါတယ်။ ဆွေမျိုးသားချင်းအောက်လက်ငယ်သားများနဲ့ပတ်သက်ပြီးတော့မင်္ဂလာသတင်းကြပါလိမ့်မယ်။စီးမျက်စိဒုက္ခပိတတ်ပါတယ်။နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနိုင်အောင်တော့အဖြူအောင်ဖြစ်ပါတယ်။ရေရရာအနေနဲ့ကတော့မိမိရဖျားမှာမွင်းကားကတ်လို့ပူဇော်ပေးပါ။ဘုရားဟူသားသမီးများတို့ယနေ့မှာတော့အလုံးမှာနာမည်ကုန်သတင်းကြော်ကြားပါလိမ့်မယ်။အလုံးနဲ့ပတ်သက်ပြီးတော့ကံအခွင့်အလမ်းအဖက်ဖက်ကနေပြီးတော့ကောင်းနေပါလိမ့်မယ်။ စီးပွားရေးလူမှုရေးကိစ္စများအားလုံးအဆင်ပြေနေမဲ့နေလေးဖြစ်ပါတယ်။ကိုလရရရတာမျိုးတွေဖြစ်တတ်ပါတယ်။ချစ်သူစီရနေပြီးတော့တည်င်းကောင်းများကြားတတ်ပါတယ်။ငါကိုပါတဲ့ကလေးများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့အနဲ့ရောင်ဖြစ်ပါတယ်။ရေရီအနေနဲ့ရောမိမိရဖျက်မှာမွင်းကားကတ်လို့ပူဇော်ပေးပါ။ချာရာပရိသရမီများအတွက်ယနေ့မှာတော့ငွေကြေးကိစ္စများအဆင်ပြေအောင်မြင်မဲ့နေလေးဖြစ်ပါတယ်။အစားအမတတ်ပါတယ်။အထူးသတိပြုပေးပါ။ ငွေငွေမှာငွေငွေဝင်ပါလိမ့်မယ်ဖះပုံတော့ယဟနာပုံတော့များကြွလာရင်ဒီထိုးပေးပါလေထိုးလေအောင်ဖြစ်တတ်ပါတယ်အချိန်ရေးမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်နှင်းလေးပါတဲ့ကရမ်းများအချိုးပေးပြီးတော့ကံကောင်းတဲ့အောင်တော့အစိမ်းအောင်ဖြစ်ပါတယ်ရေတရာအနေနဲ့ကတော့မိမိရဖះမှာခေါက်ဆွဲကြော်ကလို့ပူဇော်ပေးပါတောက်ကြသားသမီးများတို့ယနေ့မှာတော့ကို့ပေါ်မနာလိုသူရန်လိုသူအနောက်ရှက်ခြင်းတို့များနဲ့တွေ့ရတတ်ပါတယ် နေထိုင်ရင်လည်းစိတ်လုံးမကြဆရာတွေဖြစ်နေတတ်ပါတယ်အပြောမဆိုမှဖြစ်တတ်ပါတယ်ဆုံးဖြတ်ချက်အမှများကြုံတွေ့ရတတ်ပါတယ်ခြေတော့မှထိခိုက်ဒဏ်ရာရတတ်ပါတယ်တတိထားပြီပါတင်းနေပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနိုင်အောင်တော့အဖြူအောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျက်မှာကော်ဖီနှစ်ခွက်ကပ်လို့ပူဇော်ပေးပါစနေသားသမီးများတော့ယနေ့မှာတော့အလုံးမှာစိတ်မပါပဲဖြစ်နေတတ်ပါတယ် ရဲ့စစ်ပစ္စည်းများပြုပြင်ပြင်ဆင်ရတတ်ပါတယ်။လူမျိုးကြပါတာကြတို့ရဲ့အကူအညီအထောက်ပံ့တွေရရှိပါလိမ့်မယ်။ဝေကန်တော့ကောင်းပါတယ်။ကိုလက်ရရနာမျိုးတွေဖြစ်နေတတ်ပါတယ်။အချင်းရေးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။တစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အစိမ်းရောက်တဲ့အနေအထားဖြစ်ပါတယ်။ရည်ရအနေနဲ့ရောမိမိရဖះမှာပေါမုံ၅ချက်ကတ်လို့ပူဇော်ပေးပါအားလုံးကြားမှချမ်းသာကြပါစေ